ဆိုင်ဒီရွာကလေးတွေယူလာအကုန်လုံးကဒီရွာကလေးတွေယူလာကြာစကိုင်းတိုင်းဒီပင်းမြို့နယ်နောက်ဖက်ချမ်းအိုထိန်တွင်ကျေးရွာကစာတင်ကြောင်းတစ်ကြောင်းကိုစစ်ကောင်စီကမေလ12ရက်နေ့မနက်9:00နာရီဝင်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကြားနေတဲ့ကလေးငယ်တွေနဲ့ကျောင်းဆရာမတဦးတေဆုံးခဲ့ရပါတယ်။ကလေးတွေစုဝေးကျောင်းတက်နေချိန်လေကြောင်းကနေဘုံကျဲခံခဲ့ရတာကြောင့်ဒဏ်ရာရကလေးငယ် 40ကနေ50ရှိနိုင်ပြီးလက်ရှိမှာကလေးငယ်18ယောက်ထက်မနည်းတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်နောက်ထပ်တေဆုံးသူဥယျာဉ်ကလည်းထပ်တိုးနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါဗျ။သူက40ကျော်50ဝန်းကျင်ကြီးကိုထိကိုက်ခဲ့တာဖြစ်တဲ့တို့ပေါ့နော်။နောက်တစ်ခုကတချို့ကလေးတွေကဘယ်သူဘဲဝါဆိုတာမျိုးတော့မသိရတော့အောင်အသားစားတွေကပြန့်နှံ့နေတာဖြစ်တဲ့တို့ကဒီဒီဆုံးမှုနဲ့ပတ်သက်လို့ကျတို့လက်တော်မှာတော့ဒီလိုမရသေးဘူးဝသေးစိတ်ပေါ့နော်။အဲ့လိုမရနိုင်ဘူးဖြစ်နေတယ်။မြတ်တချို့တဲ့ဒီထိကိုက်တဲ့ရန်ရတွေကစီယုံစီကံသွားနေရတာတွေရှိသေးတယ်ဗျ။ ဒီဘင်းမြို့နယ်ကကြီးရွာအများစုဟာအာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီထိန်းချုပ်မှုအောက်မှာမရှိတော့တဲ့ဒေသတွေပါလက်ရှိအဲ့ဒီဒေသမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် ဒါအပြင်ဒီစာသင်ကျောင်းဟာလည်းမြေသားညီညွတ်ရေးအစိုးရ NGO ရဲ့ဂျာကာလာစာသင်ကျောင်းဖြစ်တယ်လို့သိရပါဗျ။အဒေါ်လိုင်းကလာမှာတော့ဒီစာသင်ကျောင်းတို့ငွေများပညာရေးစနစ်ကကျူတူဒီအဆင်ပြေသလိုသင်ရတဲ့နေထားမှာရှိတယ်ပေါ့နော်။ဒီပုံမှာတော့တစ်ဖက်ကစစ်ကောင်စီရဲ့ NGO ကိုအနာမည်တက်ကောင်းတက်မယ်ပေါ့ဗျာ။ပြောချင်တာကတော့ကျူတူဆိုလိုချင်တဲ့တိပ္ပံကတော့အဲ့လိုမတက်စေချင်ဘူးဗျာ။သူသာပြည်သူတွေဖြစ်တယ်ပြည်သူရဲ့တာသမီတွေဖြစ်တယ်ပညာရေးမှာသင်နေတဲ့ចောင်းသားចောင်းသူတွေဖြစ်တယ် အခုစာရင်းချောင်းတိုက်ခိုက်မှုဟာဒီပိုင်းရင်းမှာပဲကလေးတွေဒုတိယကြိမ်မြောက်အစုလိုက်ပြုံလိုက်တည်ဆုံးခဲ့ရတာဖြစ်ပြီးပြီးခဲ့တဲ့2022စက်တင်ဘာလ16ရက်နေ့မှာဒီပိုင်းရင်းမြို့နယ်လက်ရကုံကြီးရွာလေတန်းကျောင်းကိုစစ်ကောင်စီကလေကျောင်းကနေတိုက်ခိုက်ခဲ့လို့ကလေးငယ်17ဦးပါဝင်73ဦးတည်ဆုံးခဲ့ရပါသေးတယ်။